မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့မင်းညကကျင်းပ BC သွားတဲ့135 112ပြိုင်ပွဲပြီးကျွန်တော်မြင်မိတဲ့အချက်တွေကိုသုံးသပ်ချပြသွားကြပါမယ်ဒီပြိုင်ပွဲကဘယ်လိုပုံစံမျိုးနဲ့ကျင်းပသွားခဲ့တာလဲဆိုတာပြည်သက်တွေအကုန်လုံးလည်းသိထားကြပြီးပါပြီကျွန်တော်မြန်မာကိုစားပြု Fighter 3ယောက်ထိတောင်ပါဝင်ရှင်ပြိုင်ထိုးသက်ခွင့်ရပါတယ်အဲ့ဒီထဲမှာရလက်ကောင်းတွေလည်းယူပြနိုင်ခဲ့ကြပါတယ် ဒါကြောင့်မို့လို့ဂျိတ်သက်တချို့လဲဒီပြိုင်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုရှိမယ်ထင်လို့မို့ပြိုင်ပွဲကိုဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်ကျင်းပသွားတယ်၊ကွင်းပြင်ကွင်းထွက်အနေအထားတွေကဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်မြင်မိတဲ့လောက်ဆွဲထုတ်တင်ပြသွားကြပါမယ်ခင်ဗျာ။ရင်ဆုံးအနေနဲ့ပြိုင်ပွဲမကျင်းပခဲ့အနေအထားလေးကိုပြောပြချင်ပါတယ်။မနေ့ကဘန်ကောက်မှာတော်တော်ကြီးကိုမိုးရေသေးနေခဲ့တာပါ။ဒီနေ့လုံးမိုးရွာနေတဲ့အတွက်ကွန်းနဲ့လာရောက်ကြည့်ရှုတဲ့ပြည်သက်အရေးအတွက်ကအတော်လေးနေပါတယ်။ ဒလိုနဲတယ်လို့ပြောရတဲ့အကြောင်းရင်းကဒကွန်းလုံးနဲ့ခြုံပြီးကြည့်တဲ့ပြည်သက်အရေးအတွက်ကနဲတယ်လို့ပြောတာပါသို့တော့မြမပြည်သက်အရေးအတွက်ကလုံးဝမနှဲပါဘူးညနေ၄နာရီခွဲလောက်ကလေးကတန်းစီနေတဲ့မြမပြည်သက်တွေအစီအီကိုပါပဲပြောရရင်ဒကွန်းလုံးလာပြီးခြုံကြည့်တဲ့ပြည်သက်အရေးအတွက်ကနဲပေမဲ့မြမပြည်သက်အရေးအတွက်ကတော့အယံကိုများတာပါရသည်လူကမိုးတဲနေတဲ့အနေထားကနေတောင်မြမပြည့်သက်တွေဟာနေရာတိုင်းကိုမြင်တွေ့နေရပါတယ် ။ဒနီပြောရရင်ကရင်ဖိုက်တာ၃ယောက်ဖြစ်နေတဲ့အတွက်ဘန်ကောက်မှာကလည်းကရင် community ကအတော်ကိုအားတောင်းတာမို့ဒီပွဲမှာဆိုရင်ကရင်ပြည်သက်တွေအရန်ကိုလာကြည့်ကြတာပါ။တချို့ပြည်သက်တွေကစောမင်းမင်းရဲ့အနေထားကဘယ်လိုပုံစံမျိုးရှိလောက်လဲဆိုပြီးကျွန်တော်ကိုစိုးရိမ်တကြီးနဲ့မေးကြပါတယ်။တိုက်ဆိုင်စွာနဲ့ပဲအဲ့လိုမေးတဲ့အနေထားမှာသူ့ရဲ့ပြိုင်ဘက်ဖြစ်သူ Aussie Fighter ကအပြင်ကိုထွက်နေတာပါ။ကျွန်တော်က Aussie Fighter ဖြစ်နေတဲ့အတွက်လူကောင်အကြီးဖြစ်လိမ့်မယ်လို့ထင်ထားတာဖြစ်ပါတယ်။ သို့တော်လည်းအပြင်မှာတွေးလိုက်တဲ့အချိန်မှာတော့အရက်ကရန်ကြီးမျက်နဲ့ဖိုက်တာမျိုးမဟုတ်ပါဘူးပြီးတော့သူကလည်းမျက်နှာသက်ဖိုက်တာဖြစ်တယ်လို့စောမင်းမင်းကလည်းအခုမှ135စင်မြန်ထက်ကိုစပြီးကလကပြန်ဖွင့်မှာပါဒါကြောင့်မလို့ promotion ဘက်ကပွဲတက်ထားတဲ့အနေထားက50-50အနေထားမျိုးဆိုတာမိသက်တည်းနားလည်အောင်ကျွန်တော်ကရှင်းပြခဲ့ပါတယ်။ဒီနေရာမှာမွေထိုင်းပန်နဝိတန်အကြောင်းကဘယ်လောက်ထိတောင့်တင်းလဲဆိုတာကျွန်တော်တို့ပြည့်သက်တည်းအကုန်လုံးသိပါတယ်။ ဇိုလင်ဦးကလည်းဒီဝိတ်တန်းမှာထိုးသက်နေတဲ့ဖိုင်တာပါ။ဒါကြောင့်မလို့ဒီဝိတ်တန်းကဖိုင်တာတွေကဘလောက်ထိစွမ်းဆောင်ရည်ကောင်းတယ်ဘလောက်ထိရှားရှိတယ်ဘလောက်ထိအရေးအတွက်များလွန်းတယ်ဆိုတာကျွန်တော်တို့မြန်မာပြည်သက်တွေကိုထုတ်လည်ထည့်ပြောနေစရာမလိုပါဘူး။အဲ့လိုအနေထားမျိုးတွေကမှစောမင်းမင်းကိုမျက်နှာသစ်ဖိုက်တာနဲ့ပွဲတက်ပေးလိုက်တဲ့ဆိုတော့ promotion ဘက်ကလည်းလွဲဆိုင်ကိုအမြတ်အဆုံးဖြစ်အောင်ဖန်တီးထားတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့အမြင်ကိုချပြမိပါတယ်။ ။တစ်ချိန်တည်းမှာကျွန်တော်အတွေ့အထက်ပြီးပေါ်လာတာတစ်ခုရှိပါတယ်။အဲ့ဒါကဖိုက်တာတွေအကြားမှာဆမ်းမတူဘူးဆိုတဲ့အကြောင်းအရာပါ။ဖိုက်တာတယောက်နဲ့တယောက်ဆမ်းမတူဘူးဆိုတဲ့ကိစ္စကိုကျွန်တော်ကပြည်သက်တွေစီအမြဲတမ်းခြားပြလေးရှိပါတယ်။ဒါကတော့ကျွန်တော်ကိုပိုင်ယူဆတစ်ခုလို့ဆိုရမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတယောက်နဲ့တယောက်ကံကြမ္မာမတူသလိုဖိုက်တာတယောက်နဲ့တယောက်ကြားမှာလဲစံပေးတာချင်းကမတူပါဘူး မနေ့ကစောမင်းမင်းပွဲကလကထွန့်ထိုးရမယ့်အနေထားကိုကြည်ပြီးကျွန်တော်စိတ်ထဲမှာအဲ့ဒီအကြောင်းအရာကအတော်ကြီးကိုစိုးမိုးနေတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မျက်နှာတဲ့ fighter များစုကလကဖွင့်ရပြီဆိုရင် အခုလိုပြည့်တက်ဦးနဲ့ကျင်းတဲ့ပွဲဖွင့်ရတဲ့အနေထားကအတော်လေးရှားပါတယ်။ရင်စုံအနေနဲ့ Super Eagle ကလကဖွင့်ခဲ့တုန်းကပြည့်တက်အနည်းစုလေးနဲ့ဖွင့်ခဲ့ရှားတာပါ။အဲ့ဒီနောက်တပ်ပိုင်အောင် ဆိုရင်လည်းဒီတိုင်းပါပဲ။ ိန်လုံးကျော်ပွဲတုန်းကလည်းမြန်မာပြည်သက်ကအနေစုနဲ့သာလာရောက်ကြည့်ရှုအားပေးခဲ့ကြတာပါသို့တော့ဆောင်းမင်းမင်းကတော့အတော်ကြီးကိုကန်ကောင်းတယ်လို့ဆိုလို့ရှိရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ပွဲတစ်ပြိုင်နဲ့ထိုးရမယ့်အနေထားမှာမိုးထက်အောင်သွေးလင်းထက်တို့ရဲ့တွဲဆိုင်တွေကအတူပါဝင်နေတာပါဒါကြောင့်မလို့အစိုးရဖိုက်တာတွေရဲ့ပြိတ်သက်တွေနဲ့အတူသူ့ရဲ့ပြိတ်သက်တွေကလည်းပေါင်းဆက်လိုက်တော့မြန်မာပြိတ်သက်တွေကအင်အားတောင်းညင်တိုင်းကိုတောင်းနေတာပါ။ ဇော်မင်မင်ပွဲထွက်လာတဲ့အနေအထားမှာလည်းပြည်သက်အားပေးတဲ့တွေကသူ့ဘဝမှာတစ်ခါမှတောင်တလုံးမျိုးအောင်နဲ့ကျင်းတဲ့အားပေးခံရမှုမဲ့မထင်ပါဘူးအမှန်တိုင်းဝန်ခံရရင်ဇော်မင်မင်ရဲ့ပွဲအခင်းချင်းကဘယ်လိုပုံစံမျိုးရှိလာလိမ့်မယ်ဆိုတာကျွန်တော်ဖြစ်ကြိုးပြီးမခံမှန်းတတ်ခဲ့ပါဘူးဒါကြောင့်မို့လို့ပွဲကြိုသုံးသက်တဲ့အနေအထားမှာစောမင်းမင်းပွဲအကြောင်းကိုကျွန်တော်ကတို့ထီယုံလေးကိုလုပ်ပါတယ်။ဒါကအခြားအကြောင်းအရာတစ်ခုလည်းရှိပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့စပီကလကဖွင့်ရမယ့်ဖိုက်တာတယောက်ကိုကျွန်တော်ကအရင်ကြီးမတို့ထီကျင်တာပါ။ကျွန်တော်နဲ့လည်းပါစင်နယ်အဖြစ်မရင်နှီးတော့ကျွန်တော်ကစကားတွေအများကြီးပြောလိုက်မယ်ဆိုရင် fighter ဘက်မှာ PR တစုံတရာဖြစ်သွားမှာလေစိုးမိပါတယ်အဲ့လိုအကြောင်းရင်းကြောင့်စောမင်းမင်းရဲ့ပွဲကိုတော့ကိုယ်နဲ့ရောက်မှကြည့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြည်ပြခဲ့ပါတယ်နောက်သားရှင်ထိုးကြတဲ့အနေထားမှာတော့စောမင်းမင်းရဲ့ပညာရပ်ပိုင်းကိုပွဲစာပိုင်း10မိနစ်လောက်မှကလေးကအမှန်တကယ်ထင်ကြီးမိတာပါ သူဟာပွဲစားတာနဲ့ Aussie Fighter ကိုထိချက်တွေဆက်တိုက်ရအောင်ယူပြနိုင်ခဲ့ပါတယ်။လက်သီးထိုးချက်တွေကလည်းတတတရဲနဲ့ထိချက်တွေကအလွန်ကိုတိကျလွန်တာပါ။ကျွန်တော်ဖြင့်ဒီလောက်ထိလက်သီးထိုးချက်တိတိကျကျထွက်တဲ့မြန်မာ Fighter 155စင်းမြတ်ထက်မှမမြင်ဘူးသေးဘူးလို့တောင်းဆိုလိုက်ချင်ပါတယ်။ဇော်မင်းမင်းဟာသူကပွဲကိုချက်ချင်းအသာစီရယူပြလိုက်တဲ့ဆိုတာသဘောပေါက်သွားတဲ့ဒီပိုင်းနဲ့ပွဲဖြတ်နိုင်ဖို့ကြိုးစားပါတယ်။ သို့တော့သူ့ရဲ့ power ပိုင်းပြိုင်ဘက်ရဲ့ခံနိုင်ပိုင်းကြောင့်မို့ပွဲဖြတ်ဖို့ကမလွယ်ပါဘူးအဲ့လိုပွဲဖြတ်ဖို့စူးစမ်းရင်းကနေသူ့တောင်တက်လုံးနဲ့ချက်ချင်းပြန်ပြီးကြာသွားတာပါဒုတိယအချိန်မှာတော့ပြိုင်ဘက်ဖြစ်သူကပြန်ပြီးယုံပါတယ်ညောက်သားဘော်ဒီဆိုက်အနေထားကအနေငယ်ကွာဟာတာမို့ပြိုင်ဘက်ကထိလိုက်ပြီးဆိုရင်စောမင်းမင်းလဲတွန့်တွန့်သွားတဲ့အခိုက်အတန့်တွေတွေ့ရပါတယ်သို့တော့တတိယအချိန်မှာတော့စောမင်းမင်းကပြန်ပြီး recovery ကောင်းကောင်းနဲ့ပြန်လာပါတယ် အဲ့ဒီအနေထားမှာရှင်ထိုးချရင်ကနေပြိုင်ဘက်ဖြစ်သူကိုပွဲသိမ်းနိုင်ခဲ့တာပါဖိုင်တာနဲ့ဆလုံးကကလကအဖွင့်စပြီးထိုးတဲ့ပေးတန်းနဲ့တိုင်းပြီးကြည့်လိုက်မယ်ဆိုရင်ဒီပွဲကအတော်ကြီးကိုဖျော်ဖြေမှုရှိပါတယ်။ဖိုင်တာနဲ့ဆလုံးဟာပြည်သက်တွေဟေလာဟာလာဖြစ်နေအောင်ကိုရှင်ပြီးထိုးပြသွားတာပါ။မြန်မာပြည်သက်တွေကလည်းစောမင်းမင်းထိချက်တစ်ခုရလိုက်ပြီးဆိုတာနဲ့တိတ်တိတ်နဲ့ညာတန်နေပေးတာပြည်သက်တွေကိုမြင်ဆန်းစေခြင်းမိပါတယ်။ ဇော်မင်းမင်းဟာတတိယချီပွဲပြီးဖို့စက္ကန့်ပိုင်းအလိုအရောက်မှာပွဲကိုအပြတ်ဖြတ်နိုင်ခဲ့တာပါပြိုင်ပွဲဖြစ်သူကိုအမောက်သိပ်ပြခဲ့သည့်တန်ယောင်သူ့မှာအလွန်ကျွံအောင်ပွဲခံနိုင်တဲ့ခွန်အားမျိုးမကျန်တော့ပါဘူးသူကိုယ်တိုင်လည်းအတော်ကြီးကိုဟောဟဲဆိုင်ပြီးကိုထိုးပြသွားပါတယ်ကျွန်တော်ကတော့သူထုတ်ပြသွားတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့အတော်လေးကိုကြည်နဲ့အားရမိတာပါ အထူးသဖြင့်ကျွန်တော်တို့လက်ဝဲလောကကဖိုက်တာတွေလာပြီးကလကဖွင့်နေဆိုရင်ဖွန်ပွဲတွေကသိပ်ပြီးရလက်မကောင်းခဲ့တာမို့အခုလိုစောမင်းမင်းအနေနဲ့အလဲတော့နဲ့အနိုင်ယူပြနိုင်တာတကယ်ကိုကျေနပ်ဖို့ကောင်းပါတယ်တက်လုံးကြသွားတဲ့အနေထားနဲ့ပတ်သက်လို့လဲပွဲပြီးမှကျွန်တော်ကတကူကမေးကြည့်တော့သူကပြင်စင်ချင်းတစ်ပတ်ပဲရတယ်ဆိုတဲ့အကြောင်းကိုလေးနဲ့ချပြသွားပါတယ်ပြင်စင်ချင်းတစ်ပတ်ဆိုတဲ့အကြောင်းအရာလေးကိုထပ်ပြီးရှင်းညင်သေးတာပါ ။ဘာလို့လဲဆိုတော့တချို့သောပြည်သက်တွေကပြင်စင်ချင်းတစ်ပတ်လောက်နဲ့ဘလို့လုတ်လဲဆိုတဲ့ပုံစံမျိုးနဲ့မေကွန်းထုတ်ကြလို့ဖြစ်ပါတယ်။စောမင်းမင်းပြောတော့တဲ့ပုံစံမျိုးကပုံမှန်ထွင်ကြီးကတော့အမြဲတမ်းလုံနေတာပါပဲ။တို့တော့လေဝက်ချိုတိတာကတပတ်လောက်ပဲချိုတိတဲ့အတွက်ကမ့်ထရိနီကတပတ်လောက်ပဲရှိတဲ့ဆိုတဲ့အကြောင်းကိုသူကပြောပြသွားတာပါဒါကြောင့်မို့ဝေးချတဲ့ကိစ္စတွေပါရှိနေတဲ့အတွက်ကြောင့်မှသူ့ရဲ့တက်လုံပိုင်းကအရင်ကြီးမကောင်းမှုဆိုတဲ့အကြောင်းကိုဝန်ခံသွားခဲ့ပါတယ် တစ်ချိန်ထဲမှာကျွန်တော်ကစောမင်းမင်းရဲ့ body weight နဲ့ဘယ်နှဝိတ်တက်မှရေစိတ်ကစားဖို့ဖြစ်နိုင်မလားဆိုပြီးမေးခွန်းထုတ်ရမှာတော့သူကိုယ်တိုင်လည်းအဲ့ဒီအချက်ကိုဝန်ခံသွားခဲ့ပါတယ်သူရဲ့ body တိဆောက်ပုံအနေထားနဲ့တိတက်ချပြီးထိုးနိုင်တဲ့ဆိုတဲ့အကြောင်းကိုပြောပြခဲ့ကနောက်ပွဲတွေမှာတော့ weight ချပြီးကစားသွားမယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုသတင်းစကားပါသွားခဲ့ပြန်ပါတယ် ဆက်လက်ပြီးဝမ်ချမ်ပီယံရှစ်ကပြောင်းလဲအသုံးပြုလာတဲ့မွေထိုင်းစီးမျက်စိကန်းနေအကြောင်းထာမနက်သေးတဲ့မြန်မာဖိုက်တာတချို့နဲ့ထိုင်းဖိုက်တာတွေအကြောင်းအန်တိုနီယောင်ထာနက်နေတဲ့သွေးလင်းထက်ဆိုတဲ့မတူညီတဲ့မြင်ရှုထောင်းနှစ်ခုကိုပြည်သက်တွေးစီချပြကျင်းနေပါတယ်ဆောင်မင်းပွဲပြီးတော့ကျွန်တော်ကသူနဲ့ပွဲပြီးအင်တာဗျူးလုပ်ဖို့မီဒီယာကန်နဲ့ကိုသွားပါတယ်။အဲ့ဒီမှာဆောင်မင်းကချက်ချင်းရောက်မလာခဲ့ပါဘူး။အเจ้าအရာကသူမျက်ခုံးကွဲသွားတဲ့အတွက်အဲ့ဒီတံရကိုချုပ်နေရလို့ကျွန်တော်လည်း15မိနစ်လောက်စောင့်နေလိုက်ရတာပါ။ ဲ့ဒီလို15မိနစ်လောက်စောင့်ပြီးမှအင်တာဗျူးလုပ်ရတာဖြစ်လို့မိုးထောင်အောင်ရဲ့ပွဲကိုကိုနဲ့ထီကိုတိုင်ကိုကြသွားရောက်ကြည့်ရှုဖို့အဆင်မပြေတော့ပါဘူးမိုးထောင်ပွဲထိုးနေတဲ့အချိန်မျိုးမှာစုံမင်းမင်းကိုကျွန်တော်တို့ကအင်တာဗျူးလုပ်ရပါတယ်တိုက်ဆိုင်နေတဲ့အချက်ကိုပြောရရင်ကျွန်တော်နဲ့မိုးထောင်ကန်ဆာတာမပါသေးဘူးလို့ဆိုရမှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကွန်းနဲ့အထိသွားကြည့်တိတိုင်အောင်မိုးထိုင်အောင်ရဲ့ပွဲတွေကိုကွန်းနဲ့မှာကိုတိုင်ကိုကြလုံးဝမကြည့်ရသေးပါဘူး ရှေ့ပွဲတုန်းကလည်း135 95ပြိုင်ပွဲမှာထိုးသက်ခဲ့တာပါအဲ့ဒီပွဲတုန်းကတော့သူ့နဲ့စူပါအေဂျင့်ကရှေ့ဆင်နောက်ဆင်တွဲဆိုင်စီဇန်ထားခံရပါတယ်စူပါအေဂျင့်ကအနိုင်ရလိုက်တဲ့အတွက်စူပါအေဂျင့်တွေအင်တာဗျူးတွေလုပ်ရင်းမိုးထက်အောင်ရဲ့ပွဲကိုလွဲချော်ခဲ့ပြုပါတယ်ဒီတစ်ခါမှာလည်းအလားတူပုံစံမျိုးနဲ့ပဲလွဲချော်တာပါဆိုမင်းမင်းကိုအင်တာဗျူးတွေလုပ်နေတဲ့အတွက်မိုးထောင်ကပွဲကိုကိုယ်နဲ့ထိသွားကြည့်လို့မရဘဲအင်တာဗျူးကနေက TV ကနေပဲတိုက်ရိုက်ကြည့်ရှုလိုက်ရပါတယ်။ မိုးထက်အောင်ဟာရှေ့ပိုင်းနှစ်ချီမှာတော့တိတ်ပြီးပြောเสียရမရှိပါဘူးလို့တော့နောက်ဆုံးအချီမှာတော့ကွန်ဖုန်နိုင်ကလည်းအထာနဲ့သွားတဲ့အတွက်မြန်မာဖိုက်တာတွေကိုအသာစီးယူလို့ရတဲ့ပုံသင်နီးကိုဆွဲကင်လာပါတဲ့အဲ့ဒါကတော့ဒူးတွေနဲ့ကလင်ဆွဲပြီးတိုက်တာပါရော်နီကာတို့ကလည်းအဲ့ဒီချက်ကြောင့်ပဲခံလိုက်ရပါတဲ့အဲ့ဒီနောက်စူပါအေဂျင့်ထပ်ပြီးခံရပါတဲ့အခုမိုးထက်အောင်ထပ်ပြီးခံရပါပြီ ပြောချင်တာကကျွန်တော်မြန်မာ ဖိုက်တာတွေရှုံးမဲ့ကြုံလိုက်ပြီဆိုရင်ဒီလိုပုံစံမျိုးနဲ့ပဲခံနေရတာပါ။ဘာဖြစ်လို့ကျွန်တော်တို့ဖိုက်တာတွေကဒီလိုစီးမြင်စီကံအပြောင်းလဲကိုနားစွတ်မထားကြတာလဲ။ဝမ်ချမ်ပီယံရှစ်ကသူတို့ရဲ့မွေးထိုင်စီးမြင်အပြောင်းလဲကိုလွန်ခဲ့တဲ့6လကတည်းကလှုပ်ထားတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာကတည်းကစက်တိုက်ကိုခြာပြခဲ့တာပါဒီအနှုန်းကတော့ဖိုက်တာနဲ့ပူးသွားပြီဆိုရင် promotion ဘက်ကလုံးဝအပူမခံတော့ဘဲချက်ချင်းပြန်ခွဲပါတယ် သို့တော်လဲထိုင်းပြည်သက်တွေကမွေထိုင်းပွဲကျင်းပတာဆိုရင်မွေထိုင်းရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ကလင်ဆွဲတော်နေမှာခွင့်မပြုဘူးဆိုရင်မွေထိုင်းပွဲမဟုတ်တော့ဘူးဆိုပြီးပြန်ပြီးထောက်ပြကြပါတယ်အဲ့လိုပုံစံမျိုးနဲ့ one championship ကသူတို့ရဲ့မွေထိုင်းပွဲတွေကိုအပြောင်းလဲလုပ်ပြီးအခုလို clinch တွေကိုခွင့်ပြုလာတာပါ one championship ပွဲအများတန်းကြီးတဲ့ပြိသက်တွေဆိုရင်တော့ဒီလိုပူးချုပ်ပြီးထိုးတဲ့အနေထားတွေကိုဒီတိုင်းလွတ်ပေးထားတာအတော်လေးကြာနေခဲ့ပြီဆိုတာသတိထားမိလောက်ပါတယ် ကျွန်တော် fighter တွေရှုံးလိုက်ရင်ဒီလိုပုံစံမျိုးနဲ့ကြီးပဲရှုံးနေလို့မို့သတိထားဖို့လိုပါပြီဒီအကွက်တွေကနေဘယ်လိုပုံစံမျိုးယုံထမလဲဘယ်လိုအကွက်တွေကနေဘယ်လိုပုံစံမျိုးပြန်ဖြေရမလဲဆိုတာကျွန်တော် fighter တွေကောင်းကောင်းကြီးသတိထားရမယ့်အချိန်မျိုးဖြစ်နေပါပြီခွန်ပုံနိုင်ဟာမုတ်ထောင်ရဲ့ပါဝါပိုင်းကိုခံနိုင်ရင်မရှိဘူးဆိုတာအစောပိုင်းရိုင်းထွက်သွားတဲ့အခိုင်တန်းကတက်သေးထူလျက်ရှိပါတယ်တို့တော့မုတ်ထောင်အနေနဲ့လဲတပွဲနဲ့တပွဲဒီလိုပုံစံမျိုးကစားတဲ့အနေထားကနေပြောင်းလဲဖို့လိုပါပြီ အထူးသဖြင့် Asian Time Fighter တွေကသူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီးအတော်ကြီးကိုညှိယူကစားလာတာပါ။နောက်ဆုံးထိုးတဲ့နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုရင်ထိုင်းကပြိုင်ဘက် Fighter တွေနဲ့ပဲတွေ့ပါတယ်။နှစ်ပွဲစလုံးကိုမိုးထက်အောင်ကရှုံးပေးခဲ့ရတာပါ။သူ့ရဲ့ခံနိုင်ရကကောင်းမိမဲ့ကစားပုံပိုင်းအားဖြင့်အပြောင်းလဲတစ်ခုလုပ်ဖို့အချိန်တန်မီထင်ပါတယ်။ဒါကမူရင်းဘင်ဂိုကစားဟန်ကိုပြောင်းလဲရမယ်လို့မဆိုလိုပါဘူး။ ိုကစားနေတဲ့ကစားဟန်ကိုပြိုင်ဘက်ကခံမှန်းလို့မရအောင်ဘလို့ပုံစံမျိုးနဲ့ညှိယူကစားမလဲဆိုတဲ့အပိုင်းကိုပြောတာပါကွန်ဖုန်နိုင်ကတော့မုထအောင်ကိုအနိုင်ယူပြလိုက်တဲ့အတွက်နောက်ဆုံးကစားခဲ့တဲ့လေးပွဲဆက်တိုက်အနိုင်ရတဲ့မှတ်တမ်းပိုင်ဆိုင်သွားပါပြီ။ဘွဲ့ကြုံတုန်းကကျွန်တော်ပြောခဲ့သလိုဒေါ်လာသိန်းနဲ့စားကြုံနဲ့နှိဆက်ဖို့အတွက်မုထအောင်ကကြားပြတ်စာမေးပွဲစစ်ပေးတာသူကအောင်မြင်မြင်ကျော်ဖြတ်သွားတယ်လို့ဆိုနိုင်ပါတယ်။ နောက်ဆုံးပြောပြခြင်းတဲ့အကြောင်းအရာကတော့ရှေ့ကပြောခဲ့တဲ့အကြောင်းအရာတွေနဲ့လုံးဝပြောင်းပြန်ဖြစ်ပါတယ်။ Time Fighter တွေကမြန်မာ Fighter တွေကိုတာစီရတဲ့အကွက်မျိုးယူပြနိုင်နေဆိုသည့်တန်အောင်ဒီ Fighter နဲ့တွေ့ရင်တော့ Time Fighter တွေအကုန်လုံးမျက်စိလည်နေစဲပါပဲ။အဲ့ဒီ Fighter ရဲ့နာမည်ကသွေးလင်းထက်လို့ခေါ်ပါတယ်။135ပြိုင်ပွဲမှာစစ်စပေါင်း9ပွဲထိုးထားပြီး4ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါအဲ့နိုင်ရတဲ့4ပွဲမှာဘောနပ်စုက3ချိန်ထိတောင်ဆွခူးနိုင်ခဲ့ပါတယ် လူဟာအဲ့ဒီထိုးခဲ့တဲ့ငါးပွဲစလုံးကို Asian Time Fighter တွေနဲ့ပဲဇက်တိုက်တွေ့တာပါ။တခြားဘယ်ပြိုင်ဘက် Fighter နဲ့မှတောင်းမရောပါဘူး။ Time ပြိုင်ဘက် Fighter တွေနဲ့ပဲငါးပွဲဇက်တိုက်တွေ့ပေမဲ့ Asian Time Fighter တွေကအခုထိသွေးလင်းထက်ရဲ့ကစားပုံကိုဘယ်လိုပုံစံမျိုးလဲဆိုတာမှန်းလို့မရသေးပါဘူး။မင်းညာကထိုးသက်သွားတဲ့ပွဲဆိုရင်လက်ပြန်တရောင်ရိုက်ချက်တစ်ချက်ထဲနဲ့ကိုပွဲသိမ်းပစ်ခဲ့တာပါဒီစွမ်းဆောင်ကြီးကကျွန်တော်တို့မြန်မာဖိုက်တာတွေထဲမှာတော့အတော်ကိုမြင်ရခဲမြစွမ်းဆောင်ကြီးမျိုးဖြစ်ပါတယ် ရော်နီကာကဂျူနီယာကိုအနိုင်ယူပြခဲ့တဲ့ပွဲအပြီးတုန်းကအဲ့ဒီပွဲစဉ်ဟာ135စင်းမြင့်ထက်မြန်မာဖိုက်တာတွေထိုးခဲ့တဲ့ပွဲတွေအားလုံးထဲမှာပြိုင်ဘက်ကိုတစ်ဖက်သက်ကြီးဖိဖိစီစီကစားပြနိုင်တဲ့ပထမဆုံးပွဲဆိုပြီးကျွန်တော်ကဆွဲထုတ်သုံးသပ်ခဲ့ပါတယ်ခုဒွေလင်းထက်ရဲ့ပွဲကိုတော့အဲ့ဒါနဲ့မတူတဲ့တမူထူးခြားတဲ့စကလုံးနေနဲ့တင်စားရအောင်ပါဗျ135စစ်မြတ်ထက်မှာမြန်မာဖိုက်တာတွေထိုးခဲ့မြပွဲတွေအားလုံးနဲ့မှာဒီပွဲကအပြမြောက်ဆုံးစွမ်းဆောင်ရည်မျိုးဖြစ်ပါတယ် Asian Time Fighter တယောက်ကိုလျှက်တစ်ပြက်ပုံစံမျိုးနဲ့ပွဲသိမ်းကြတဲ့ပထမဆုံးမြန်မာ fighter ဖြစ်ပါတယ်။ဒါလို့စွမ်းဆောင်ရည်မျိုးကိုမြန်မာ fighter တွေထဲမှာမြင်ရခဲမြ၊ပြရခဲမြစွမ်းဆောင်ရည်မျိုးလို့တင်စားလို့ရပါတယ်။အဲ့ဒီတော့မိခဲ့တဲ့ပွဲတုန်းကအကြောင်းအရာကိုပြန်ပြီးဆွဲထုတ်ကြရအောင်မှာ ပြီးခဲ့တဲ့ပွဲတုန်းကသွေးလင်းထက်နိုင်နာကန်ကောင်းလို့မဟုတ်ဘူးသူ့မှာလည်းအာသာချက်တစ်ခုခုချိရမယ် fight and you ကအတွေးခေါ်ကအရန်ကိုကောင်းလို့နေဆိုတဲ့အကြောင်းကိုကျွန်တော်က YouTube ကပြည်သက်တွေကိုအခိုင်အမာကြီးပြောခဲ့တာပါဒါတောင်ကျွန်တော်ကိုလိုက်ပြီးဖားတယ်ဆိုပြီးမှတ်ချက်ပေးတဲ့ပြည်သက်တွေဒုနဲ့ဒေးပါပဲကျွန်တော်ကအဲ့ဒီမှတ်ချက်စကားတွေကိုသေချာကိုမှတ်ထားတာပါအခုတော့သွေးလင်းထက် fight angle ဘလောက်ထိကောင်းလဲအာယုံစစိုက်မှုဘလောက်ထိကောင်းလဲဆိုတာပြည်သက်တွေမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါပြီ။ Asian Time Fighter တယောက်ကို135စစ်မြတ်ထက်မှာဒီလိုမျိုးလျှက်တဲ့ပြွဲသိမ်းဖို့ဆိုတာ စိတ်ကူးဖို့မပြောနဲ့အိမ်မက်မက်ဖို့တောင်မလွယ်ပါဘူး။ထပ်ပြောရရင်ပြိုင်မက်ဖိုက်တာက BK ဆန်ချိုင်းဂျင်ကဖိုက်တာဖြစ်ပါတယ်။မွေထိုင်းလောကမှာတော့အထင်ကြီးအဂျင်တခုဖြစ်ပြီး promotion ဘက်ကတော်တော်လေးမြောက်စားခံရတဲ့ဂျင်လို့နာမည်ထွက်တဲ့နေရာဖြစ်ပါတယ်။ဖိုက်တာကောင်းတွေကိုလည်းစက်တိုက်မွေထုတ်ပေးတဲ့နေရာပါ။ အဲ့ဒီဂျင်ကပြိုင်ဘက်ဖိုက်တာကိုသွေးလင်းထက်ကပက်တရောင်နဲ့ကိုတတ်တက်ရရဲ့ပွဲသိမ်းပြပါတယ်။မြန်မာပြည်သက်တွေရဲ့ချီကျူးစကားတန်နေမဟုတ်ပဲထိုင်းပြည်သက်တွေကပါသွေးလင်းထက်ကိုအမှန်ကန်ချီကျူးကြတာပါ။အထူးသဖြင့် fight angry ဘိုင်းကို ဖြစ်ပါတယ်။အဲ့လိုပြိတက်တဲ့အကုံလုံးက5 angle ကိုဝိုင်းပြီးချီကျူးကြတော့ကျွန်တော်ဖြင့်သွေးလင်းထက်ရဲ့5 angle ဘိုင်းကိုအစောကြီးကလေးကဆွဲထုတ်ပြလာခဲ့သူဖြစ်လို့အတော်ကြီးကိုဝမ်းသာမိပါတယ်။ ဒါလို့ဆိုရင်ညိတ်သက်တွေလဲကျွန်တော်သွေးလင်းထက်နဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့အကြောင်းအရာတွေကဖာပြီးပြောခဲ့တာမဟုတ်ဘူးတကယ်ရင်ထဲကခန်းစားချက်ပြည့်နေပြောခဲ့တဲ့ဆိုတဲ့အကြောင်းကိုသဘောပေါက်သွားလောက်ပါပြီဘွေးပြီးမှတော့သွေးလင်းထက်ကိုကျွန်တော်ကအင်တာဗျူးတွေအများကြီးလုပ်ဖို့မိကွန်းတွေကိုခေါင်းထဲမှာအမှန်ကန်စီထားခဲ့တာပါဘာဖြစ်လို့လဲဆိုတော့2025ခုနှစ်ထဲမှာသူကမြန်မာဖိုက်တာတွေအားလုံးရဲ့စွမ်းဆောင်ရည်အကောင်ဆုံးဖိုက်တာဖြစ်ရက်တည်ပြလိုက်လို့ပါပဲ ဒီနှစ်ထဲမှာလုံးဝလုံးဝရှုံးမွက်မရှိတဲ့တဦးသေးသောမြန်မာဖိုက်တာဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်မှာသုံးပွဲထုံးသုံးပွဲစလုံးကိုအနိုင်ရတဲ့ဖိုက်တာပါ။အဲ့ဒီသုံးပွဲမှာနှစ်ကြိမ်ကဘောနပ်ဆုတောင်းဆွခုပြနိုင်ခဲ့ပါတယ်။ဒါလို့စွမ်းဆောင်ရည်မျိုးကြောင့်ကျွန်တော်ကသွေးလင်းထက်ကိုမိကွန်းနေအမှန်ကန်မေးဖို့ခေါင်းထဲမှာစီထားခဲ့ပါတယ်။မီဒီယာကန်နဲ့ရောက်တော့လဲကျွန်တော်သိချင်တဲ့မိကွန်းတွေကိုတလွှာချင်းလွှာကြည့်ပါတယ်။အဲ့လိုလွှာရင်းနဲ့ကျွန်တော်မိကွန်းတွေအကုန်လုံးပျောက်သွားပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကသုံးဘက်စက်တိုက်အနိုင်ရထားပြီးပြီးဒေါ်လာသသိန်းနဲ့စာချုပ်ကြီးမှန်းနေပြီလားညီလေးလို့မေးလိုက်တဲ့အချိန်မှာကိုက်ကန်ရှင်ဖိုက်တာကဒေါ်လာသသိန်းနဲ့စာချုပ်တယ်မဟုတ်ပဲချန်ပီယံကပတ်ပါမှန်းနေပြီဆိုပြီးဖြေချလိုက်လို့ဖြစ်ပါတယ်။ကျွန်တော်ဖြစ်ပါဇက်အဟောင်းသားတောင်ဖြစ်သွားပြီးမိချင်းနဲ့မိကွန်းနဲ့အကုန်လုံးကိုပျောက်ကုန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြိတ်သက်တွေကျွန်တော်တို့လိုချင်နေတဲ့ fighter ကအဲ့လိုမျိုး mindset နဲ့ fighter မျိုးဖြစ်ပါတယ်ကျွန်တော်တို့ fighter တွေကိုချက်မြန့်ဖြစ်ဖို့လောက်အထိကိုမှန်းထားစေချင်တာပါ ိုင်ငံတကာကဒိတ်ဒိတ်ကျဲဖိုက်တာကြီးတွေနဲ့ပခုံးချင်းရှင်ပြီးကိုနင်လား၅လားစွမ်းဆောင်ပြတဲ့ဖိုက်တာမျိုးတွေလိုစေချင်တာဖြစ်ပါတယ်။မြန်မာစကပုံမှာဒူးလောက်တင်းမှရင်လောက်ကြတဲ့ဆိုတဲ့အဆိုမျိုးလေးရှိလို့သွေးလင်းထက်အနေနဲ့ဒီလောက်ထိရီးမှန်းချက်ကြီးကြီးထားတာကျွန်တော်ကလုံးဝအပြစ်မဆိုပါဘူးမြန်မာဖိုက်တာတွေထဲမှာလုံနေတဲ့ mindset မျိုးလို့တော့ကျွန်တော်ကပြန်ပြီးချီယူလိုက်ချင်ပါတယ် လွေလင်းတဲ့အနေနဲ့လဲတကယ်ပဲမဆုံမနစ်နဲ့ကြိုးစားမယ်ဆိုရင်သူ့ရဲ့ fight angle ပိုင်းအတွေးခေါ်ပိုင်းမတူညီတဲ့ကစားဟန်တွေပိုင်ဆိုင်ထားတဲ့အပိုင်းတွေကြောင့်အများကြီးဖြစ်လာဖို့အလားအလာတွေရှိပါတယ်။ထပ်ပြောရရင်ဒါကမြောက်ပြီးပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့လည်းတိုးတက်တဲ့မွေးထိုင်းကဖိုက်တာတွေတောင်သွေးလင်းထက်ရဲ့ကစားပုံကိုအခုထိဘလို့ပုံစံမျိုးခက်မှန်းလို့မရသေးပါဘူး။ထိုင်းဖိုက်တာ၅ယောက်နဲ့ထိုးတဲ့အနေထားမှာသူထိုးတဲ့စတိုင်ကတပွဲနဲ့တပွဲလုံးဝကိုမတူတာပါ ဒါကြောင့်မလို့မြမရုပ်ရှင်လောကကစကားတခုငုံငါပြီးပြောရရင်သွေးလင့်ထက်အကြောင်းသွားပြီးမခံမှန်းနဲ့ယူတောင်းသွားအောင်မဲလို့တောင်းပြောလို့ရှားနေပါပြီ။သွေးလင့်ထက်အနေနဲ့လဲလက်ရှိစွမ်းဆောင်ရည်ကောင်းတွေကိုထိန်းထားရင် ခုထက်ပိုပြီးနိုင်ပွဲတွေကိုဆွဲဆက်နိုင်မှာစေလို့ဆန္ဒပြုပါရခင်ဗျာ။ဆလဘီ135 112ပြိုင်ပွဲမှာကျွန်တော်သတိထားမိခဲ့တဲ့ပွဲစဉ်တချို့ကိုပြောပြရင်ဤကုန်းချုပ်သွားခြင်းပါတဲ့။ရင်းစုံအနေနဲ့ကစ်ပေါင်စင်ထိုးတဲ့ဂျပန်ဖိုက်တာလေးနာရူတိုရဲ့ပွဲအကြောင်းကိုပြောပြခြင်းပါတဲ့။ ဒီ fighter လေးကလက်အထူကြီးနဲ့ထိုးပေမဲ့မှန်ကန်ကိုစကေးပိုင်းကျန်းတာပါဘယ်လိုပုံစံမျိုးကျန်းလဲဆိုတော့လက်အထူနဲ့ထိုးရသည့်တိုင်အောင် သူဟာ one fight fight စစ်မျက်ထက်ထိုးထားတဲ့သုံးပွဲစလုံး TKO နိုင်ပွဲတွေနဲ့ကြီးပွဲပွဲသိမ်းထားပါတယ်မင်းညာကထိုးသက်သွားတဲ့ပွဲစဉ်မှတော့သူကအရင်ဆုံး knock down ရေခံကြပါတယ်တရုတ် fighter ကအစောပိုင်းအဖွဲ့အနေထားမှအသာစီးယူနိုင်ခဲ့တာပါတို့တော့လေပထမအချီတွန်းမှာပဲအကောင်းဆုံးပုံစံမျိုးနဲ့ခံပက်လုံရင်ပွဲကိုတခါတည်းသိမ်းပြသွားခဲ့ပါတယ် အဲ့ဒီစွမ်းဆောင်ကြီးကြောင့် promotion ဘက်ကသူ့ကို bonus ဆုဘတ်3သိန်းခွဲကိုပါချီးမြှင့်သွားခဲ့တာပါနောက်တစ်ပွဲကတော့သွေးလင်းထက်တို့တွဲဆိုင်ရှေ့မှာကစားသွားတဲ့ face eater one နဲ့ပယောက်စုရဲ့နှုတ်ပွဲစဉ်ဖြစ်ပါတယ် Asian Time Fighter နှစ်ယောက်ချင်းချင်းထိတ်တိုက်တွေ့တဲ့ပွဲမှာပါဒီဘက်ကကျွန်တော်ကဘာဖြစ်လို့စောင့်ကြည့်တာလဲဆိုတော့ကျွန်တော်ကြားမိတဲ့သတင်းတချို့အရဒီဖိုက်တာတွေကတယောက်ကသွေးလင်းထက်နဲ့အရင်ဆုံးပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်ဘယ်လိုပုံစံမျိုးနဲ့ပွဲပြတ်သွားလဲတော့မသိပါဘူး ဒါကြောင့်မို့လို့ D Fighter နှစ်ယောက်ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ကအကဲခတ်ကြည့်ခြင်းလို့အနီးကစောင့်ကြည့်ပြတာပါ face either one ဟာပထမအချိန်မှာအမှန်ကန်ကိုအသာစီးယူပြနိုင်တာပါဘယ်ခေါင်းလောက်နာမသိရင်သူ့အနေနဲ့ TKO နဲ့အနိုင်ရဖို့တေချာနေပါပြီဘာဖြစ်လို့လဲဆိုတော့ဖယားစုရင်ကသူ့ကိုပြန်လဲတွန်းလှန်နိုင်ခြင်းမရှိတော့ဘဲအတော်ကြီးကိုဟောရဲဆိုင်နေခဲ့တဲ့အနေအထားမျိုးဖြစ်ပါတယ်အချိန်စိတ်ဘက်ဒီခေါင်းလောက်ကကယ်ဆယ်လိုက်တဲ့အတွက်ဖယားစုရင်အသက်ရှူချောင်းသွားပါတယ် ဒုတိယခြေပြန်ဆမှာတော့လုံးဝထင်မှတ်မထားတဲ့အလေပြောင်းဖြစ်ပါတယ်။ဖျားစုရင်ကအချိန်တို့တွမှာကို Face Eater 1ကိုအမှောက်သိမ်းပြစ်လိုက်ပါတယ်။ကျွန်တော်ဖြင့်ကိုယ်နဲ့မှမြင်ရတဲ့အခင်းချင်းကိုလုံးဝမယုံကြည်နိုင်အောင်ဖြစ်သွားပါတယ်။ဒီ Fighter နှစ်စလုံးက Twin Tattoo ရဲ့ Strawweight တန်းက Fighter တွေဖြစ်ပါတယ်။တနည်းပြောရရင်ခုပွဲနိုင်ရသွားတဲ့ဖျားစုရင်က135စင်းမြင့်ထက်မှာစုပေါင်း3ဘွယ်ထိုး3ဘွယ်ဆက်တိုက်အနိုင်ရထားပါပြီ။ သွေးလင်းထက်ကလည်းသုံးဘွဲ့ထုတ်သုံးဘွဲ့စက်တိုက်အနိုင်ရထားတဲ့ fighter ဖြစ်ပါတယ်အဲ့ဒီတော့ထိုင်းမြန်မာဖိုက်တာတွေနဲ့ရေဆက်ပါလွန်းတဲ့သွေးလင်းထက်ဟာဒီတစ်ခါမှလည်းနောက်ထပ်ထိုင်းမြန်မာဖိုက်တာနဲ့ပဲတွေ့ရုံမလားဆိုတာဆက်ပြီးစောင့်ကြည့်နားဆွန့်လိုက်ကြရအောင်ဗျ။လာမယ့်နေ့တွေမှာလည်းဖိုက်တာလောကကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျ။